ျွန်တော်ဒါမာတစ်ကတော့ကျွန်တော်ဒါပြောလိုက်မယ်ဆိုပရီးမီးယားလိမှာမတူညီတဲ့အသင်းနှစ်သင်းနဲ့ပေါ့နော်မန်ချက်စတာယူနိုက်တက်နဲ့ကတော့ဒီဆူပလာတော့မရခဲ့ဘူးဒါပေမဲ့ယူနိုက်တက်မှာ तू လုတ်ပြခဲ့တဲ့ဟာတွေ तू တွင်းသွားတဲ့ဂိုးတွေဆိုရင်လည်းဒါအမှတ်တရကြီးလည်းဖြစ်ခဲ့မယ်ထင်ပါတယ်နော်ဒါချက်စီနဲ့ကတော့ပြောစရာမလိုပါဘူးအမာတစ်ကကျွန်တော်ကြိုက်တဲ့ကစားသမားတွေမှာပါတယ်အဲသူ့ပေါ်လုံးကစားပါပေါ့နော်ပေါ်လုံးကစားပါကဟိုလှတယ်ရှင်းတယ်ညက်တယ်နောက်တစ်ချက်က risk နည်းတယ်။ Matic က Slovakia ရွေးရမလား Serbia ရွေးရမလား လိုဗကီးယားရွေးချင်တယ်ဆိုရင်သူအဲ့ဒီအချိန်မှာသူဆလိုဗကီးယားမှာဆက်ပြီးတော့နေုံပဲလူငယ်ပွဲတွေကစားရင်းနဲ့ဆောက်ဆောက်ပြီးဆလိုဗကီးယားလေရွေးစဉ်ဖြစ်လာမယ်ဒါပေမဲ့ဆာဗီးယားဘက်ကကြတော့ဆလိုဗကီးယားလူငယ်လေရွေးစဉ်ပွဲကိုဆက်ကစားရနဲ့မာတစ်ခုငါတို့မရွေးတော့မင်းငါတို့မခေါ်တော့ဆိုတော့နောက်ဆုံးတော့သူကဆာဗီးယားကိုသူရွေးလိုက်တယ်ကျွန်တော်စီမှာမရှိတဲ့ကျွန်တော်စီမှာရှိနေပြီကျွန်တော်မမြင်နိုင်တဲ့ talent ကို George Jesus ကမြင်ပါပဲလို့ယူဆပြီးတော့ number 6 role ကိုသူစဉ်းကစားတဲ့အချိန်ဟုတ်ကဲ့ အဲ့မှာ Chelsea ကပြန်လို့ရင်းနှီးမတက်ဖြစ်လာတာဖြစ်လာပါ